မင်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းများကတော့ရှီတကုန်စီတို့အရှိတ်ဘက်တွင်ပိရိကပြူဟာဆိုင်းမုတ်ဖွင့်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ် ဒီဇင်ဘာနေ့ရက်နနက်9နာရီခွဲကရွှေကုန်းစည်တော်အရှိဘက်အာဇာနီလမ်းရှိဦးစံကျင်းပီတကက်တိုက်စာအုံရှိတွင်ပီတကက်ဖြူဟာရုံကန်ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပကြောင်းသိရပါဗျ။အခမ်းအနားကိုဒုတိယဝန်ကြီးဦးဝေထွန်းနဲ့တာဝန်ရှိသူများရွှေကုန်းစည်တော်ဘန်နာတော်ထင်းကော့ကအဖွဲ့ဝင်များပီတကက်ဖြူဟာအဖွဲ့မင်္ဂလာဖြူဟာအသင်းချုပ်မှတာဝန်ရှိသူများနဲ့ဘာသာရေးအသင်းအဖွဲ့များတက်ရောက်ကြပြီးပီတကက်ဖြူဟာဆိုင်းဘုတ်ကိုဖဲကျုပ်ပြဖွင့်လှစ်ပေးကြပါဗျ။ အဲ့ဒီနောက်ဒုတိယဝန်ကြီးဦးဝေထွန်းကခေတ်ဆက်ဆက်ပိဋကတ်ဗျူဟာအဖွဲ့ကြီးရဲ့ဩဝါဒစရိယဆရာတော်ကြီးများရဲ့ဩဝါဒကိုခံယူပြီးနေ့90အတွင်းရှားပါပိဋကတ်စာပေများကိုပုံနှိပ်ထုတ်ဝေလာခဲ့ရာကျမ်းစာပေ34မျိုးကိုပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီဖြစ်ကြောင်းပြောကြား၍ပိဋကတ်ဗျူဟာအဖွဲ့မင်္ဂလာဗျူဟာအသင်းချုပ်ဥက္ကဋ္ဌဦးအန်ယူမောင်ကအသင်းရဲ့တမိုင်းကြောင်းနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားပြီးအခမ်းအနားကိုရှုပ်သိမ်းကြောင်းသိရပါရရှင်ဒီသတင်းကိုတော့အောင်မြင်ကပြပို့လာတာပါ thank you